အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကနှလုံးကျန်းမာရေးကိုဆူဆူဝါးဝါထိခိုက်စေနိုင်တဲ့အချက်၈ချက်အကြောင်းကိုပြပြပေးသားမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့အတင်ကနှလုံးကျန်းမာရေးကောင်းမွန်ခြင်းလည်းဆိုရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပါပါပရမအဆုံးအချက်ကကြတော့အစားအစာကိုမစင်ခြင်းမဲ့နဲ့အလွန်ကျွံစားသုံးခြင်းဖြစ်ပါတယ်တချို့တွေရှိပါတယ်အစီပါဝင်မှု များတဲ့အစားအစာတွေအချို့ပါဝင်မှုများတဲ့အစားအစာတွေဒါတွေကိုနေတိုင်းလို့လို့စားသုံးတဲ့လူတွေရှိပါတယ်ဒါပြင်မှာ ပြည့်ပြင်ထားတဲ့အစားအစာတွေပြည့်ပြင်ထားတဲ့အသားတွေထုံချိုင်းဝပောင်ကြဝဥကြောင်ဒီလိုမျိုးအစားအစာတွေစီကြောစာတွေဒါမျိုးတွေကိုခဏခဏစားသုံးတဲ့လူတွေလည်းပေါ့ဝင်ပါတယ်ဒီလိုလူတွေကဒီလိုမျိုးအစားအစာတွေကိုစားတဲ့အခါမှာခန္ဓာကိုယ်ထဲမှာသွေးတွင်းအဆီဓာတ်များလာဖြစ်နိုင်ပါတယ်ဒါမျိုးမှအချိုတွေစားသုံးမှုများတဲ့အခါမှာစီကြောရောဂါဖြစ်နိုင်ခြင်းများပါတယ်သွေးတွင်းအဆီဓာတ်များတဲ့အခါမှာ နှလုံးသွေးကြောကျဉ်ယောဂနှလုံးသွေးကြောပိတ်ယောဂ heart attack ယောဂဒါမျိုးတွေဖြစ်နိုင်ခြင်းများပါတယ်စီးကျူယောဂဖြစ်လာပြီဆိုလို့ရှိရင်လည်းနှလုံးသွေးကြောကျဉ်တာဖြစ်နိုင်ခြင်းများပါတယ်ဒါကြောင့်မလို့ဒီစားစာတွေကိုရှောင်ပါရှော့စားပါဟစ်တဟိမကိုမြင်းများစားပါကျမရင်းနဲ့ညီညွတ်တဲ့အစီကိုတုံးပါပဲစီနှမ်းစီနေကြစီတန်လွင်စီဒီလိုစီတွေကို ပို့ပြီးတော့တုံးပေးပါ အသားကို ပုံမှန်ထည့်စားပေးပါ။နွားတို့ကြက်ဦးပဲမျိုးမျိုးဒါတွေကိုပုံမှန်စားပေးပါ။တကယ်လို့တင်းကအသွေးနှင်းအဆီဓာတ်များတဲ့လူဆိုရင်နွားတို့တောက်တဲ့အခါမှာအဆီထုတ်ထားတဲ့နွားတို့ကိုတောက်သင့်ပါတယ်။ကြက်ဦးကိုလည်းအများကြီးမစားသင့်ပါဘူး။ကြက်ဦးကိုအများကြီးစားတာကတနေ့တည်းမှာလင်းကားလုံးစားတာကနှလုံးသွေးကြောကျင့်တဲ့လူတွေအတွက်ကိုအဆင်မပြေပါဘူး။ဒါတော့ပထမအချက်ဖြစ်ပါတယ်။ဒုတိယအချက်အနေနဲ့ကကြာတော့လေ့ကျင့်ခန်း မလုပ်ဘဲနဲ့အထိုင်များတာပဲဖြစ်ပါတယ်တချို့တွေရှိပါတယ်လေ့ကျင့်ခန်းမလုပ်ဘဲနဲ့တနေ့ကိုလုတ်ထိုင်လုံးနေရတဲ့လူတွေရှိပါတယ်ဒီလိုလူတွေကမဖြစ်တတ်လဲဆိုရင်ခန္ဓာကိုယ်တဖြည်းဖြည်းဝှလာပြီးတော့လှုပ်ရှားမှုမရှိတဲ့အခါမျိုးမှာသွေးတွင်းအဆီဒက်များရတဲ့ဆက်ဆက်ပြီးတော့နှလုံးသွေးကြောချင်းယောဂနှလုံးသွေးကြောပိတ်ယောဂ heart attack ယောဂဒီလိုယောဂတွေဖြစ်နိုင်ခြင်းများစေပါတယ်ဒါကြောင့်မို့လို့တနေ့သမ ्या အထိုင်မများအောင်နေပါ ရုံမှာအလုံးလုံးရတယ်ဆိုရင်အကြခဏလက်လျှောက်ပေးပါရုံထဲမှာဖြစ်ဖြစ်တွိုင်းလက်သွားတာဖြစ်ဖြစ်အကြခဏပြုလုပ်ပေးပါအေးပြောင်းပြီဆိုလို့ရှိရင်လည်းလူချင်းကလုပ်ပေးပါအနည်းဆုံးတစ်နေ့ကိုဒါရီဝက်လောက်တော့လက်လျှောက်ပေးပါတကယ်လို့တင်းကအချိန်ပေးနိုင်တယ်ဆိုရင်ဂျင်သွားပြီးတော့လူချင်းကနေပြုလုပ်လို့ရပါတယ်ဒါတော့ဒုတိယချက်ဖြစ်ပါတယ်တတိယချက်ကကြတော့စလိတ်ကိုအလွန်ကြော မတောက်ပါနဲ့စလိတ်ကိုအလွန်ကြောက်တဲ့အခါမျိုးမှာစလိတ်ကိုအလွန်ညွန်တောက်တာကတွေးတဲ့အစီတက်များပြီးတော့နှလုံးသွေးကြောချင်းနှလုံးသွေးကြောပိတ် heart attack ဖြစ်နိုင်ကြီးကိုများစေပါတယ်ဒါအပြင်မှာစိဘက်ကြီးကိုဝါးစားတဲ့လူတွေလည်းပါဝင်ပါတယ်ကွန်ဆာတဲ့ခါမှာစိဘက်ကြီးကိုမကြာခဏအထည့်စားတဲ့လူတွေကလည်းပဲနှလုံးရောဂါဖြစ်နိုင်ကြီးများပါတယ်ဒါကြောင့်မို့လို့စလိတ်ကို short ပါစလိတ်ကို ဖြတ်ပါ ဆေးရွက်ကြီးကို ရှောင်ပါဆေးရွက်ကြီးကိုရှော့ပါလို့ပြောချင်ပါတယ်။နောက်တဲ့လေးခုမြောက်ချက်ကကြတော့အရက်ကိုအလွန်အကျွံတောက်တာပဲဖြစ်ပါတယ်။အရက်ကိုအလွန်အကျွံတောက်တဲ့အခါမျိုးမှာမဖြစ်တတ်လဲဆိုလို့ရှင်သွေးတွန်းနိုင်ခြင်းများပါတယ်။သွေးပေါင်တွေတက်စေပြီးတော့နှလုံးရဲ့ကြွက်သားကိုလည်းထိခိုက်စေပါတယ်။အဲဒီခါမှာနှလုံးရောဂါတွေဖြစ်စေပါတယ်။ဒါကြောင့်မို့လို့အရက်ကိုလည်းရှောင်ပါအရက်ကိုလည်းရှော့တောက်ပါလို့ပြောချင်ပါတယ်။နောက်ထပ် အချက်တစ်ခုအနေနဲ့ကကြတော့စိတ်ဖိစီးမှုများတဲ့လူတွေဖြစ်ပါတယ်အလောက်ကြောက်ပဲဖြစ်ဖြစ်မိသားစုပြဿနာကြောက်ပဲဖြစ်ဖြစ်အကြောင်းတစ်ခုခုကြောက်ပဲဖြစ်ဖြစ်စိတ်ဖိစီးမှု များနေတဲ့လူတွေကသွေးတွနိုင်ခြင်းများပါတယ်နှလုံးခုန်လုံးလည်းညံနေနိုင်ခြင်းရှိပါတယ်ဒါပြင်မှစိတ်ဖိစီးမှုဟော်မုန်းတစ်ခုဖြစ်တဲ့ cortisol တွေလည်းများနေမှာဖြစ်ပါတယ်ဒါတွေက heart attack ဖြစ်နိုင်ခြေကိုမြင့်တက်စေပါတယ်ဒါကြောင့်မလို့တန်တဲ့မြတ် စိတ်ဖိစီးမှုနည်းအောင်နေပါယောဂဆော့ပါအသက်ရှူလေ့ကျင့်ခန်းပြုလုပ်ပါမိမိဝါဒနာပါတဲ့လေ့ကျင့်ခန်းတွေကိုမကြာခဏပြုလုပ်ပေးပါလမ်းလျှောက်တာကလည်းပဲစိတ်ဖိစီးမှုကိုရော့စေပါတယ်ဒါကြောင့်မလို့မကြာခဏလမ်းလျှောက်ပေးပါနောက်တစ်ချက်တစ်ခုကကြတော့အေးပြက်တာအေးမဝတာဖြစ်ပါတယ်ဒီနေ့ကို6နာရီအောက်ကိုအိတ်တဲ့လူတွေကနှလုံးရဲ့ကျန်းမာရေးကိုထိခိုက်စေပါတယ်တချို့တွေရှိတယ် အဲ့လို့ရှိရင်တနေ့ကို3-4နာရီပဲအိပ်ရတဲ့လူတွေရှိပါတယ်။အဲ့လိုလူတွေကကြာလာတဲ့အခါမှာသွေးတိုးနိုင်ခြင်းများပါတယ်။ဒါပြေုံမှာအဝါလွန်နာနဲ့ဆက်ဆက်ပြီးတော့စီရောကနဲ့ဆက်ဆက်ပြီးတော့နှလုံးကျန်းမာရေးနှလုံးသွေးကြောကျဉ်တာနှလုံးသွေးကြောပိတ်တာ heart attack ဖြစ်တာဒါမျိုးတွေကိုဖြစ်စေပါတယ်။ဒါကြောင့်မလို့တနေ့ကိုအနည်းဆုံးအိပ်ချိန်9နာရီပြည့်အောင်အိပ်ပါ။တကယ်လို့တင်မှာအသက်ရှူရက်တက်ယောဂအိပ်နေရင်းနဲ့အသက်ရှူရက်တက်ယောဂ OSA လို့ခေါ်တဲ့ obstructive sleep apnea ရှိမှဆိုရင်လည်းဆောင်းနဲ့တိကျပြပြီးတော့စိတ်ကူးသမှုခံယူသင့်ပါတယ်နောက်ထပ်အချက်တစ်ခုကကြတော့ကျမရေကို ပုံမှန်မစစ်စေးတာဖြစ်ပါတယ်တချို့တွေရှိတယ်လူကအဝါလုံးနဲ့ကိုယ့်ရဲ့မိသားစုမျိုးထက်မှလည်းသွေးတို့စီးတို့ယောဂရှိရလူတွေပါတယ်ပြီးရင်အစားကို အလွန်ကြောစားတယ်အဲ့လိုလူတွေက check up လို့ခေါ်တဲ့ကျမရဲ့စစ်ဆေးမှုတွေကိုပုံမှန်မပြုတ်လုပ်တဲ့အခါမှာသူတို့မှာကတွေးတော့စီကြိုဖြစ်နိုင်ကြီးကများစီပါတယ်ဒါကိုကိုကပုံမှန်ကျမရဲ့စစ်ဆေးမှုပြုတ်လုပ်မယ်ဆိုရင်ရောင်းအကိုစောစောတီးပြီးတော့စောစောကုသမှုခံယူနိုင်မှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကိုကအဝါလုံးနဲ့ယောဂရှိမယ်မိသားစုမျိုးတွေထဲမှာတွေးတော့စီကြိုယောဂရှိမယ်ဆိုရင်လည်းပုံမှန်ကျမရဲ့စစ်ဆေးတင်ပါတယ်တွေးပြအောင်ပုံမှန်ချိန်တင်ပါတယ် RBS လို့ခေါ်တဲ့သွေးတွင်းသကြားဓာတ်ကိုအမြဲစစ်ဆေးသင့်ပါတယ်။စီချိုရှိမရှိကိုစစ်ဆေးသင့်ပါတယ်။ပြီးရင်သွေးတွင်းအဆီဓာတ်များလားများလားကိုအမြဲစစ်ဆေးသင့်ပါတယ်။နောက်ဆုံးအချက်အနေနဲ့ကကြတော့ယောဂလက္ခဏာတွေကိုလှိလို့ရှုတာပဲဖြစ်ပါတယ်။နှလုံးသကြားချင်းပြီးနှလုံးသကြားပိတ်ပြီးဆိုရင်ရပတ်အောက်ပါတယ်။တချို့တွေမှာကဒီလက္ခဏာတွေကစောစောပြတတ်ပါတယ်။ဒါကိုတချို့တွေကဟာငါဘာမှမဖြစ်ဘူးဆိုပြီးတော့ပေါ့ဆပြီးတော့လှိလို့ရှုတတ်ပါတယ်။ ဲ့ဒီခါမှာမဖြစ်လဲဆိုလို့ရှင်နောက်ပိုင်းနေမှာယောဂါပုတ်ဆိုးလာတဲ့အခါမှာနှလုံးသွေးကြောပိတ်သွားပြီးတော့နှလုံးကြွက်သားပါပျက်စီးပြီးတော့ heart attack ဖြစ်တတ်ပါတယ်။ဒါကြောင့်မလို့ကိုကအဝါလွန်တဲ့လူလည်းဖြစ်မယ်အစားအသောက်လည်းဗျမ်းစားရလူဖြစ်မယ်ဆိုရင်ရမက်အောက်လာပြီဆိုရင် မပေါ့စပါနဲ့နှလုံးသွေးကြောကျင်းနေတာဖြစ်နိုင်ပါတယ်။အခုကျွန်တော်ပြောသွားတဲ့အချက်တွေကကြတော့နှလုံးကျမရေကိုဆူဆူဝါးဝါးထိခိုက်စေနိုင်တဲ့အချက် ရှစ်ချက်ပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်သိချင်တာရှိရင်လည်း comment မှာမေးလို့ရပါတယ် channel လေးကို subscribe လုပ်ရသေးဘူးဆိုလို့ရှိရင်လည်း subscribe လေးလုပ်ပေးကြပါဦး